တကားကိုဖွင့်လိုက်တဲ့အခါသူ့အန်ရဲသူမသိတဲ့မသိလရှင်လေးကတော့စောင်းချုံပြီးအိပ်ပျော်နေပါတယ်။စောင်းချုံထားတဲ့သီလရှင်လေးကိုကြည့်ရတာတကယ်ကိုအပြည့်ကင်းစင်နေပါတယ်။လင်စိမ့်မွန်နေတဲ့ဆုံးမကတော့ဒါကိုကယူမဆိုင်ပါဘူး။မဆိုင်မတော်ပဲစောင်းကိုဆွဲလှန်လိုက်ပြီးမသိလရှင်လေးရဲ့ခန္ဓာကိုယ်ပေါ်ကိုချက်ချင်းခုန်အုပ်လိုက်တယ်။ဒီနေ့မှာတော့ခါရိုင်းနဲ့မတူပဲယောက်ျားဖြစ်သူကမန်တီလာရှင်စီပဲခဏခဏသွားနေတာကြောင့်တဝင်းတူလာတဲ့စုံမဇလန်လေးပါ အတန်တန်တားပေးမယ်လင်ဖြစ်သူကပြောများတဲ့ချိန်မှာဒီလားရှင်ဆီယာမလေးကိုဒုက္ခပေးဖို့ကြံတဲ့လီမွန်တီးဆုံးမှနောက်ဆုံးမှဘလို့စသိမ်းရမလဲဆိုတာသိဖို့အဆုံးထိကြည့်ခဲ့ပါအောင်နော်ဒါနဲ့လီမွန်တီးဆိုတာသိချင်ရင်တော့ comment မှာပဲပြန်ပြောပြပေးပါမယ်နော်ဒီဇလန်းကပြည်ခရိုင်ဗြောင်းမြို့နယ်တွေကညောင်ချောက်ရွာလေးမှာဖြစ်ခဲ့တာပါ။ အရိယာလေးမှာငငယ်ရွယ်ရွယ်လာပါတင်တယ်တဲ့မတိလက်ရှင်တပါရှိခဲ့ဘူးပါတယ်။ဒီမှာကညောင်ချောက်ရွာဇာတိရောမဟုတ်ပါဘူး။ဘယ်ကလာမှန်းဘသူမှမသိရတဲ့တိလက်ရှင်ဝင်လာတာနှစ်ပေါင်းများစွာကြာပြီဆိုတာတော့ပဲသိရပါတယ်။ဒီမတိလက်ရှင်လေးဟာတနေပြီးတနေကိုလှဲ့လေပြီးဖုန်ကြီးเจ้าနေမှာတရင်သုံးလို့ရှိပါတယ်။ဒီနေ့မှာတော့ညောင်ချောက်ရွာရဲ့ဖုန်ကြီးเจ้าကိုရောက်လာခဲ့ပါတယ်။အရိမတိလက်ရှင်လေးဟာအရိယာကိုရောက်လာတာကလည်းအကြောင်းရှိပါတယ်။ ကျောင်းတိုင်းထဲကအဖွားမေဒီလာရှင်တပါခြေောင်းနာကျင်လို့လမ်းမလျှောက်နိုင်တော့တာကိုကုသပေးရင်ရောက်လာတာပါအရီတီလာရှင်လေးကမြမတိုင်းရင်စင်းလေးကိုနားလဲသလိုဂါရာမန်န်တွေကိုပါကျွမ်းကျင်တာကြောင့်အချိန်တို့အတွင်းမှာပဲအဖွားမေဒီလာရှင်တယောက်ပြန်လဲကျမ်းပါပြီးလမ်းလျှောက်နိုင်ခဲ့ပါပြီဒီလိုမြင်ရတော့ရွာသားတွေလည်းအားသင်ပြီးဝမ်းသာပီတီဖြစ်ရတာပေါ့မေဒီလာရှင်လေးကိုပို့ပြီးရင်းနှီးချင်ကြပါပဲတီလာရှင်လေးကတော့ဘသူနဲ့မှစကားသိပ်မပြောပါဘူး တတိစစိမ့်နဲ့တီးကြနေထိုင်တပီးတချိုးရက်တွေဆိုရင်တောင်ပေါ်ကိုတယောက်ထဲလူမသိသူမသိတက်သွားတက်ပါသေးတယ်။ဒါကြောင့်ရွာသားတွေလည်းတီလရှင်ဆရာလေးရဲ့လှဝဲချက်ကိုသိကျင်နေကြတာပေါ့။ဒီလိုမတီလရှင်လေးအကြောင်းကိုစိတ်ဝင်စားနေသူတွေထဲမှာနိုင်ထွန်းအောင်ဆိုတဲ့လူငယ်လေးလည်းပါပါတယ်။နိုင်ထွန်းအောင်ကမဒီလာရှင်လေးရဲ့နောက်ကျောင်းလိုဝက်ချက်ကိုတိကျင်နေတာထက်ဇရာလေးအပေါ် စိတ်ရိုက်နေတာကပိုပါတယ် ီလာရှင်ဇာလေးကအနေထိုင်ချစ်လေးလေးလေးသူကပို့ပြီးစိတ်ဝင်စားလေးလေးဒါကြောင့်လဲအကြောင်းမရှိအကြောင်းရှာပြီးတီလာရှင်ဇာလေးကို အမြဲလိုလိုစားနောက်တတ်ပါတယ်ဒါပေမဲ့မတီလာရှင်လေးကတော့သူ့ကိုလုံးဝဂရုမစိုက်ခဲ့ပါဘူးတကယ်တော့နိုင်ထုံးအောင်မတီလာရှင်လေးအပေါ်လာကြောင်းနေပေမဲ့ကိုရိုင်းကလူပြိုလူလို့မဟုတ်ပါဘူးသူမှလည်းရုတ်ချောပြီးဘော်ရီမိမိုက်တဲ့ဇနီးတယ်လေးရှိပါတယ် သူကတော့နန်းစောဝါလို့ခေါ်တဲ့ရွာသူတယောက်ပါနန်းစောဝါကရုပ်လှပေးမဲ့သူမျိုးရိုးကဆုံးတရေမျိုးရိုးနိုင်ထုံးအောင်လဲရာမလားလက်တဲ့စမ်းပြီးမှဆုံးမမှန်တီးပြီးတိမကြောက်လို့ယူလိုက်ရတာပါဒါပေမဲ့နန်းစောဝါကတော့သူ့လင်မသူ့လင်အရန်လဲချစ်ပါတယ်ခုလိုမတိလက်ရှင်ချောင်းကိုခဏခဏသွားနေတော့တင်းပြီပေါ့မသွားဖို့တားရင်လည်းလင်မင်းနှစ်ယောက်ခဏခဏစကားများပါတော့တယ်ရှင်ကျမအကြောင်းကိုသိပါရယ်နော်ကျမပညာရေထုံမသုံးချင်မှုကိုနိုင် ပါလေမင်းကငါ့ကိုလာချင်းချောင်းနေတာလားဘလို့ပဲဖြစ်ဖြစ်မင်းကငါမင်းမပဲစုံးမမကလို့တရေဘွားရောက်သွားရင်တော့ငါ့ကိုတရားမလို့ဘူးဆိုတာငါယုံနေမင်းငါ့ကိုချစ်တယ်မဟုတ်လားနန်းစောကယောက်ျားဖြစ်သူရဲ့စကားကိုကြားပြီးရင်ထဲမှာနှင်ကနေဖြစ်သွားပါတယ်ဟုတ်တော့လေဟုတ်တယ်သူမအရင်ချက်လုံးလို့ရအောင်ယူခဲ့တဲ့လင်မဲလေဘလောက်ပဲတော်သားထွက်ထွက်ကိုလင်ကိုတော့နာကျင်အောင်ပဲလို့ရပါမလဲဒါကြောင့်လေနန်းစောဝါရဲ့ပြမကလင်တော်မောင်စီကနေမတိလရှင်လေးစီကိုပြောင်းသွားပါတော့တယ် ယောက်ျားကိုဘလို့မှပြောများတော့လီမွန်တီအဖွဲဝင်ရဲ့ထုံးစံအတိုင်းသူမှလည်းမဒီလာရှင်လေးကိုပဲရှင်ပြဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒီလာရှင်စရာလေးမရှိရင်သူ့လည်းလည်းဘသူမှငန်းလို့ရမှာမဟုတ်တော့ဘူးလေ။ဆုံးဖြတ်ပြီးအခွင့်ကောင်းဆောင်နေချိန်မှာပဲတ냐မှာတော့သူမလိုချင်တဲ့အခွင့်ကောင်းကိုရခဲ့ပါပြီ။အရိညာကနိုင်ထုံးအောင်တရားတော်ထဲမှာသူ့ငယ်ချင်းတွေနဲ့အတူအမဲလိုက်ဖို့သွားမယ်ပြောပြီးထွက်သွားပါတယ်။ဒီတော့နန်းစောပါသူမရဲ့တယုံမှန်ဆုံးမပုံစံကိုပြောင်းလိုက်ပါတော့တယ်။ ဆုံးမပုံစံနဲ့ဆိုတော့တကယ်ရုပ်စုအကြီးတန်းပြီးကြောက်စရာကောင်းပါတယ်ဒီပုံစံမြင်ရင်အလားကြိုက်တဲ့သူ့ရင်လည်းချက်ချင်းထွက်ပြေးသွားမှတေးကြတယ်လီမိုတီဆုံးမနန်းစောပါမတီလက်ရှင်လေးရဲ့ចောင်းဆောင်ကိုဥတီသွားပါတယ်တကားကိုဖွင့်လိုက်တဲ့အခါသူ့အန်ရဲ့သူမတီတဲ့မတီလက်ရှင်လေးကတော့ဆောင်းချုံပြီးအိပ်ပျော်နေပါတယ်ဆောင်းချုံထားတဲ့တီလက်ရှင်လေးကိုကြည့်ရတာတကယ်ကို အပြည့်ကင်းစင်နေပါတယ်လင်စိမ့်မနေတဲ့ဆုံးမကတော့ဒါကိုကယူမဆိုင်ပါဘူး မဆိုင်မတော်ပဲစောင်းကိုဆွဲလင်လိုက်ပြီးမဒီလရှင်လေးရဲ့ခန္ဓာကိုယ်ဘောကိုချက်ချင်းခုံအုပ်လိုက်တယ်။လီမွန်ဒီဆုံးမဒီလရှင်လေးရဲ့ဝိညာဉ်ကိုစားတော်မလို့ပြင်နေတော့မှာပဲ။ဒီလရှင်လေးကချက်ချင်းသတိပြောင်းဝင်လာပြီးမျက်လုံးကိုဖွင့်လိုက်တယ်။ဆွဲဆောင်မှုရှိတဲ့သူမရဲ့မျက်လုံးတွေက ဖြူဖွေးသွားပြီးမျက်နှာကကြားကွက်တွေပေါ်လာပါတယ်။ကြားဆွေလိုခြုံများတဲ့အဆွေရှိကြီးတွေပေါ်လာပြီးကျင်နာတတ်တဲ့တီလာရှင်လေးပုံစံမဟုတ်တော့ပါဘူး။ အပိုင်တွေ့ထားတဲ့လီမွန်ဒီဆုံးမှလည်းမတိလက်ရှင်လေးရဲ့မျက်နှာကတမန်းကြားတကောင်လိုပြောင်းလဲသွားတာမြင်တော့ထိတ်လန့်တုန်လှုပ်သွားပါတယ်။မတိလက်ရှင်လေးကဒီအခွင့်အရေးကိုအသုံးချပြီးကြောင်ကြည့်နေတဲ့ဆုံးမှနန်းစောဝါရဲ့ဝိညာဉ်ကိုချက်ချင်းဆုပ်ယူလိုက်တယ်။ဆုံးတရဲမှနန်းစောဝါရဲ့အော်ဟစ်တန်တွေကကြောင်းတိုက်တစ်ခုလုံးဟိမ့်သွားပါတော့တယ်။မုတ်ဆိုးကနေတားကောင်ဖြစ်သွားတဲ့လီမွန်ဒီဆုံးမှနန်းစောဝါမတိလရှင်လေးရဲ့လက်ချက်နဲ့သူ့ဝိညာဉ်တစ်ခုလုံးအကုန်ဆုပ်ယူခံလိုက်ရပါပြီ။ ကျောင်းတိုက်ထဲကဖုံးကြီးတွေနဲ့ကိုရင်တွေလဲထူးဆန်းတဲ့အတန်ကိုကြားပြီးတုံလုံးခြောက်ခြားသွားကြပါတယ်။ဘာဖြစ်တာလဲသိရအောင်ကျောင်းအနီးနားကကပိယာလေးတွေကိုတီလာရှင်လေးရဲ့ကျောင်းဆောင်ကိုအမြန်သွားချီခိုင်းတာပေါ့။ဒါပေမဲ့တကားကိုဖွင့်လိုက်တဲ့အခါမှာတော့မတီလာရှင်လေးကို မတွေ့ရတော့ပဲဝိညာဉ်မဲနေတဲ့နန်းစောဝါရဲ့ခန္ဓာကိုယ်ကတွေးလိုက်ရပါတော့တယ်။ဒီမြင်ကွင်းကြောင့်ကပိယာလဲထိတ်လန့်တုံလုံးသွားတယ်။ဒါကြောင့်နိုင်တော်အောင်ကိုချက်ချင်းခေါ်ပြီးသူမိမရဲ့အဖြစ်အပျက်ကိုပြလိုက်တာပေါ့။ နိုင်ထွန်းအောင်လဲသူစနီးကိုအလောင်းပုံစံနဲ့နေရတော့ဝမ်းနဲ့ပက်လက်ရင်ကွဲမတက်ဖြစ်ရပါပြီ။သူဘလောက်ပဲဖောက်ပြန်တတ်ပါစေသူစနီးနှန်းစောပါကတော့တန်ရုံးစင်ရှိတယ်လေ။ဒါကြောင့်ဖြေမစင်နိုင်ဖြစ်ပြီးစနီးရဲ့အလောင်းကိုဖက်ကမျက်ရည်တွေတသွင်သွင်စီးကြလာပါတော့တယ်။နန်းနန်းရဲ့မင်းကုတ်ကိုတလောက်စောစောထားခဲ့ရမလား။ကိုနိုင်ဘသူနဲ့နေရတော့မှလဲဖြေပါဦး။ နန်းစောဝါမတိလရှင်လေးရဲ့ចောင်းဆောင်ထဲမှာတိတ်ဆုံးခဲ့ရတဲ့အကြောင်းကနောက်ခြေောက်တရွာလုံးပြန့်နှံ့လို့သွားပါပြီ။စုံမကိုစားတဲ့မတိလရှင်ဆိုပြီးပြောဆိုနေကြတာပေါ့။နန်းစောဝါကစုံမျိုးရွတ်ဆိုတာတရွာလုံးအသိပါ။ဒါပေမဲ့နန်းစောဝါကသူ့အမေတို့လို့မဟုတ်ဘူး။ဘယ်တော့ကမှရွာသားတွေကိုဒုက္ခပေးတာကြောက်လန့်စီတောင်မျိုးတော့မလုပ်ခဲ့ပါဘူး။ဒါကြောင့်အခုလိုမျိုးတိတ်ဆုံးတာမြင်ရတော့စုံမလေးနန်းစောဝါကိုလူတိုင်းကတနာကြပါရဲ့။ သူမရဲ့ရုပ်လောင်းကိုတောအုပ်ထဲကတုတ်တမ်းမှာတက်ရောက်တဲ့မြုံနှံထားလိုက်ပါတယ်။အဲဒီနောက်မှာတော့ရွာသားတွေမတိလက်ရှင်လေးကိုလိုက်ရှာကြပြီးမြဲသူမရဲ့အရေးအယောင်ကိုတော့မတွေ့ရတော့ပါဘူး။ကျောင်းဆောင်နာတဝိုင်းမှာကြားချီရာတွေကိုသာတွေ့ရပါတော့တယ်။အဲဒီချိန်မှာပဲနိုင်ထုံးအောင်တယောက်ထူးထူးဆန်းဆန်းဖျားနာလာပါတယ်။ဘိုက်တွေနာပြီးနာကျင်လုံးလို့ခေါင်းချောက်ချားနဲ့အော်ဟစ်နေတာပါ။တရင်ကြတဲ့ရွာသားတွေဝေဒနာခံစားနေရတဲ့သူ့ကိုကြည့်ပြီးတနာနေပါတယ်။စနီးတဲ့ဆုံးတော့မကြသေးဘူး။ ခုလို့သူပါယောဂဖြစ်နေတာဆိုတော့ပြုစုမဲ့သူလည်းမရှိဘူးလေတကယ်တော့နိုင်ထုံးအောင်ကဒီရွာစားဒီမဟုတ်ပါဘူးသူကတခြားရွာကနေလာရောက်ပြီးအုတ်ရှိပင်မှာရောင်းဝယ်လို့ရင်နတ်စောဝါနဲ့ချစ်ကြိုက်ပြီးလက်ထက်ခဲ့တာပါဆုံးမမှန်တီတီရဲနဲ့လက်ထက်ရဲတာကြောင့်လဲသူ့ကိုပို့ပြီးလေးစားခဲ့တာပေါ့ခုတော့နိုင်ထုံးအောင်ဟာအိမ်ထဲမှာဝေဒနာတွေကို ခံစားရင်အော်ဟစ်နေပါတယ်မကြည်ရတော့တဲ့ရွာသားတွေလည်းသူ့ကိုတနာလာပါပြီး မတိလရှင်လေးကနန်းစောဝါကို စားလိုက်တဲ့အပြင်နိုင်ထွန်းအောင်ကိုပါစားတော့မယ်လို့ထင်နေကြပါတယ်။မတိလရှင်လေးကနိုင်ထွန်းအောင်သူ့ကိုလာကြောင်းတာလက်မခံမဲသူတို့တီထားတယ်လေ။ဟဲ့ငနိုင်မင်းရဲ့ဖောက်ပြန်မှုတွေကြောင့်မင်းနဲ့မင်းမိမအခုလိုမတိလရှင်တရေစားတာကိုခံရတာပေါ့။လူကိုရောသုံးမကိုပါစားတာဆိုတော့ဒီမတိလရှင်ကလည်းရိုးရိုးတော့မဟုတ်တော့ဘူးနော်။ တို့အမြင်ကိုပြောလိုက်တော့မှပူဆိုးသွားပါပြီ။ဝေဒနာတွေကိုနာနာချင်းချင်းခံစားနေတော့မှပဲသူ့ရဲ့ခန္ဓာကိုယ်ကပြောင်းလဲလာပါတော့တယ်။နိုင်ထုံးကလူတဝက်ကြာတဝက်ပုံစံပြောင်းလဲသွားတာပါလား။တမန်ကြပုံစံနဲ့မြင်တော့တို့အားလုံးလည်းကြောက်လန့်ပြီးအိမ်ထဲကနေထွက်ပြေးကြတာပေါ့။နိုင်ထုံးအောင်မခံမရနိုင်ဖြစ်ပြီးအနက်ရောက်မိကုံးငွေတွေကိုအန်ထုတ်လိုက်ပါတယ်။အဲဒီမိကုံးငွေတွေကနေသူ့ရဲ့ဇနီးတဲ့နန်းစောဝါအဖြစ်ပြောင်းလဲသွားပါပြီ ။အိုးရှင်ရှင်ကတမန်ကျဖြစ်နေတယ်။ဒါဆိုကျမကိုမဒီလာရှင်အဖြစ်အယောင်ဆောင်ပြီးစားခဲ့တာရှင်ပေါ့ကျမလုံးဝမထင်ထားခဲ့ဘူး။ဆုံးမနန်းစောကအော်တုံလုံးစားနဲ့ပြောလိုက်တယ်။နန်းနန်းကိုနိုင်ကိုနိုင်တောင်းဝင်มาတယ်ကိုနိုင်မှားသွားတာပါရှင်ကအဲ့ဒီမဒီလာရှင်ကိုအရန်ကိုဆွဲလန်းခဲ့လို့မိမဖြစ်တဲ့ကျမဘွားကိုဖြစ်စည်းပြစ်လိုက်တာပေါ့လေ ။ဆုံးမနန်းစောဝါကြေကွဲဝန်းနေစွာနဲ့ရှိုက်ကြီးတငင်ငိုကြွေးပါတော့တယ်။ပေါင်းလာတာကြတဲ့ကိုယောက်ျားကသမန်းချဆိုတာတော့သူမသိခဲ့ဘူး။သူမှတော့ဆုံးမဖြစ်တဲ့သူ့ကိုလက်ထပ်ခဲ့တာနဲ့ချိန်နဲ့နေခဲ့တာပါ။နိုင်ထွန်းအောင်ပါပဲဖြစ်နေပါစေ။သူမှလက်ခံနိုင်ပါတယ်။ ါပေမဲ့ခုလိုမတိလရှင်လေးကိုဆွဲလန်းစိမ့်နဲ့တိလရှင်လေးဘကရက်တီးပြီးကိုစနီးတဲ့ကိုတော့စားပြစ်လိုက်တာကတော့ဘလို့မှမခံစားနိုင်တော့ပါဘူးအချစ်ကြီးတော့အမျက်ကြီးဆိုသလိုသူ့မှာလင်ဖြစ်သူကိုအရန်နာကြီးမုန်းတီးသွားပါပြီမတိလရှင်လေးနဲ့ရွှေလက်တွဲပြီးပျော်ပွဲဆင်နိုင်မယ့်အခွင့်အရေးတော့ဖယ်ပေးလို့ဖြစ်မလဲဒါကြောင့်သူမရဲ့ဝိညာဉ်လဲလင်းတော်မောင်ရဲ့ခန္ဓာကိုယ်လေးကိုဝင်ရောက်ပြီးခြံခုံတက်တဲ့နှလုံးသားကိုတခါတည်းကိုက်စားပြစ်လိုက်ပါတယ် ဒီတော့မှနိုင်ထုံးအောင်နောင်တရတဲ့လေးတန်းနဲ့သူ့ကို တောင်းပန်ပါတယ်။ကိုအပြစ်အလုံးကိုဝန်ခံပါတယ်။ဒီနေ့နန်းအကိုကိုစားပြစ်မယ်ဆိုရင်တော့အကိုခံမမယ်အကိုတောင်းပန်ပါတယ်နော်။စုံတရဲမှနန်းစောဝါလင်ဖြစ်သူကိုအရင်လေးချစ်တယ်လို့အရင်လေးမုန်းတာကြောင့်ဝေခွဲရခတ်နေပါပြီ။ရှင်မကွာမဖြစ်နိုင်တော့မယ့်အချိန်ဒီမှာအတူတူသေးတာကောင်းလိုက်မယ်လို့ဆုံးဖြတ်ပြီးနိုင်ထုံးအောင်ရဲ့ခန္ဓာကိုယ်ထဲကိုထပ်မံဝင်ရောက်ပြီးရင်နာစရာဇလန်းကိုအဆုံးသတ်လိုက်ပါတော့တယ်။ ဘသူမပြုမိမိမှုဆိုတာလို့ချန်ကုန်ကျင်တဲ့နိုင်တွန်းအောင်လေခုတော့နှကျင်စွာနဲ့ဘဝဆုံးသွားပါပြီအမှန်တရားကိုတီးသွားတဲ့ရာသားတွေလည်းမတီလာရှင်လေးကိုမှားယွင်းစွာနားလည်မိခဲ့တာကြောင့်စိတ်မကောင်းဖြစ်ကြပါတော့တယ်တကယ်တမ်းဆုံးတရားမကိုစားခဲ့တဲ့လူကမတီလာရှင်မဟုတ်ပဲတမန်ကြားဖြစ်တဲ့လင်ကိုရိုင်းမန်တီးတော့လီမွန်တီးဆုံးမလေးအတွက်တနာစိတ်တွေယူဖိတ်လို့သွားခဲ့ပါပြီဒါကြောင့်နိုင်တွန်းအောင်ရဲ့ရုပ်အလောင်းကိုနန်းစောဝါရဲ့အလောင်းပေးမှပဲမြုပ်နှံလိုက်ပါတယ် တုတ်တန်ထဲမှာဘေးကျင်းရှင်ရှိနေတဲ့သူတို့လင်မယားရဲ့မြေပုံလေးကိုကြည့်ပြီးဆုံးတည်းရဲမှာလေးနန်းစောဝါတမလွန်ကနေကျင်းနဲ့လိုက်မယ်လို့သူတို့ထင်ထားခဲ့ပါတယ်အရင်ညမှာပဲတောင်ပေါ်ကကူထဲမှာတရားထိုင်နေတဲ့မဒီလာရှင်လေးကသူတို့လင်မယားရဲ့အဖြစ်ကိုညံ့အမြင်နဲ့သိမြင်သွားပါတယ်။ဒါကြောင့်အစွဲတွေကျူပြီးကောင်းရမွန်ရပုံပွားရောက်ဖို့သူမရဲ့ကိုဘွားကတုတ်တန်ကိုရောက်လာခဲ့ပါတယ်။ရေစဲဆိုးနဲ့ဆုံရပေမဲ့ ူကိုယ်တိုင်ပဲဒီလင်မယားရဲ့ဝိညာဉ်တွေအတွက်မြတ်တာဘုအမြတ်တမ်းဘေးဝေတော်မူပါれဆရာလေးဖျာတပည့်တော်ရည်ရွယ်သည်ဖြစ်စေမရည်ရွယ်သည်ဖြစ်စေကိုနှုတ်စိတ်သုံးပါတော့နဲ့ပြမမိတာလို့ရှိရင်ခွင့်လွှတ်တော်မူပါဖျာတကားကိုဆရာလေးအပြစ်မြူပါဘူးအားလုံးခွင့်လွှတ်ထားပါれအစွဲတွေလွတ်ချပြီးသွားလို့ရသွားပါမတိလားရှင်နဲ့ယောက်ျားဖြစ်သူတို့ကြည်နှက်ခွန့်လွတ်တဲ့ပုံစံနဲ့သူရှိမှပြောဆိုနေရမြင်တော့လီမွန်တီးဆုံးတည်းရဲ့မှာဒေါသပုံထသွားပြန်ပါပြီ ဒါပေမဲ့ရှင်နှုံးနှစ်ယောက်စလုံးကိုကျွန်မဘယ်တော့မှခွင့်လွှတ်မှာမဟုတ်ဘူးအထူးသဖြင့်တေလာရှင်လုပ်ပြီးတေတာတောင်လာတွေ့တဲ့ရှင်ကိုပဲရှင်ကြောင့်ကျွန်မနဲ့သူတွေ့ပြီးတရေဖြစ်ခဲ့ရတာဆုံးတရေမှနန်းစောဝါတေတာတောင်လင်စိတ်မုံပြီးအမှန်မမြင်နိုင်တော့ပါဘူးမတိလာရှင်လေးကြောင့်ပဲသူတို့တွေအခုလိုအဖြစ်ဆုံးနဲ့ကြုံပြီးတရေဖြစ်ရတာလို့ထင်နေပါတယ်ဒါကြောင့်အခွင့်အရေးရတာနဲ့မတိလာရှင်လေးကိုချက်ချင်းခုန်အုပ်ပြီးတိုက်ခိုက်ပါတယ်ဒါပေမဲ့သူမတထားသလိုမလုံနိုင်ပြန်ပါဘူး မတိလရှင်လေးရဲ့ကိုဘွားကသူမျက်စိရှိမှတယ်ပြက်ွယ်သွားပါပြီလီမွန်တီဆုံးတဲ့မှာလေထဲမှာပချလေးရှာရင်ကြောင်အန်းအန်းနဲ့ကြံခဲ့ပါတော့တယ်မတိလရှင်လေးရဲ့ကိုဘွားကတော့ကူထဲမှာတရားထိုင်နေတဲ့သူမရဲ့ခန္ဓာကိုယ်ရဲ့ကို ပြန်ဝင်သွားပါပြီဆရာလေးလည်းတရားရှူရရပြီသူမျက်လုံးတွေကိုဖွင့်လိုက်တယ်နောက်တော့ပစ္စည်းတွေကိုတိုင်းဆက်ကဂဏီခီးချန်ကိုဇလန်းဖို့ကိုရဲကနေထွက်ခွာခဲ့ပါပြီ မတိလရှင်စရာလေးဂူရဲမှာတရားထိုင်နေရဆိုတာကိုသိတဲ့ရွာသားတွေလည်းသူ့ကိုလာရောက်ပြီးတောင်းပန်ဖို့အမြန်လာကြပါတယ်။ဒါပေမဲ့သူတို့တွေအလာနှောင်းခဲ့ပါပြီ။ဂူဝါကိုရောက်တဲ့အခါမှာတော့မတိလရှင်လေးကတောနတ်သေးကိုဦးတည်ပြီးရှောက်လန်းသွားတာကိုမြင်လိုက်ကြတယ်။ဒါနဲ့သူတို့တွေမတိလရှင်လေးနောက်ကိုပြေးလိုက်ရင်ရက်ဖို့အော်ပြောလိုက်တယ်။ရက်ပါအောင်စရာလေးရက်တော်မူပါအောင်ဖျား။ဒါပေမဲ့မတိလရှင်လေးသွားတာအရန်ကိုမြင်နေတယ်လို့ပဲ။ သူတို့ပြေးလိုက်တာတော့မမီဘူးဖြစ်နေပါတယ်။ဒေချာကြည့်လိုက်တော့မှတီလန်းရှင်စရာလေးခြေဘွားတွေကညီကြီးနဲ့မတီးပဲရှောက်လန်းသွားတာပါလား။သူတို့မျက်စိရှိမှတဲ့မတီလာရှင်လေးရဲ့ခန္ဓာကိုယ်ကနေဖြည်းဖြည်းချင်းလေထဲမှာပဲဖြူပွေးတဲ့ဗရံများလုံးလေးဖြစ်ပြောင်းလဲကဒေါနတ်သေးကိုအမြန်နှုံးနဲ့ပြန်ဝဲပြောက်ွယ်သွားပါတော့တယ်။တင်မမထားတဲ့မြင်ကွင်းကြောင့်ရွာသားတွေလည်းအံ့အားသင့်ပြီးပါဇက်အဟောင်းသာဖြစ်ကျင်ခဲ့ပါပြီ။မတီလာရှင်လေးကဘသူလဲဘလူပုံကူမျိုးလဲလူလားတရေလား ဒါမှမဟုတ်တခြားကဘာကနေလာတဲ့သူလားဆိုတာကိုတော့ဘသူမှမသိနိုင်ခဲ့ပါဘူး။ဒါပေမဲ့ဒီနေ့အထိတော့မတိလက်ရှင်လေးရဲ့အကြောင်းကညောင်ချောက်ရွာရဲ့ဒန်နာကြီးတစ်ခုပမာဆိုင်ခဲ့ပါတော့တယ်။ပရိသတ်ကြီးရောဘလို့မြင်လဲရှင်။မတိလက်ရှင်လေးကဘလို့လဲဆိုတာကိုသိတဲ့လူတွေရှိရင် comment မှာရေးသားပေးခဲ့ကြပါဦးနော်။နောက်ဆက်လမ်းတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ရှင်။လီမွန်တီးမမများလည်းအမှန်မြင်နိုင်ကြပါစေနော်။